ပန်းကလေးများပွင့်တော်မီဖူးတံဝင်းလို့ချီနေကြီးမှာရွှေရီလောင်းငါတို့စာတင်ကြောင်းတို့ចောင်းကပြလေးဟာအကျံဖတ်စစ်အုပ်စုရဲ့အာနာသိမ့်မှုမတိုင်ခင်ကအထိစာတင်ကြောင်းတိုင်းမှာចောင်းသူចောင်းသားလေးများဟာလွတ်လပ်ပေါ်ပါပျော်ရွှင်စွာအစဉ်ရွတ်ဆိုခဲ့တဲ့ကပြလေးတစ်ပုဒ်ဖြစ်ပါတယ်အကျံဖတ်စစ်အုပ်စုဟာ မတရားအာဏာသိမ်းပြီးတဲ့နောက်စစ်ရေးပြတ်မှတ်မဟုတ်တဲ့စာတင်ကျောင်းတွေကိုလေကျောင်းကနေစက်တိုက်ပြတ်မှတ်ထားပြီးတိုက်ခိုက်လာတဲ့အတွက်အမိမေကပန်းကလေးတွေဟာလွတ်လပ်စွာမပူပွင့်နိုင်တော့တယ်လို့စာတင်ကျောင်းတွေစီလိုလဲပျော်ရွှင်စွာမသွားနိုင်တော့ပါဘူးယနေ့မြန်မာနိုင်ငံရဲ့ကလေးငယ်လေးတွေဟာလေကျောင်းတိုက်ခိုက်မှုတွေကြားမှာပဲပညာဆက်လက်သင်ယူနိုင်ဖို့ မျောလင့်စ조사နေကြရပါတယ်အပြစ်ကင်းတဲ့ကလေးလေးများဟာပညာသင်နေရင်စစ်မိတ်ဆာတို့ရဲ့ဘေးရန်တင့်ရတဲ့အခါမှာဆိုရင်ကျမတို့မိဘပြည်သူတွေအနေနဲ့ရင်ခွဲမတက်ခံစားခဲ့ကြရတာအားလုံးသိရှိနားလည်ပြီးလဲဖြစ်ပါတယ်ခုဆိုရင်မြန်မာနိုင်ငံကလေးသူငယ်များကာကွယ်ရေးအစီအမံများရှိတဲ့အကြောင်းများမှာ ဘေးကင်းလုံခြုံစွာပညာဆက်လက်သင်ယူခွင့်ရရှိနိုင်စေရန်အတွက်ဘေးကင်းလုံခြုံသောကျောင်းများဘေးကင်းလုံခြုံသောပညာရေးကမ်ပိန်းတစ်ခုကိုမဖြစ်မနေစီမံဖော်ဆောင်နေပြီဖြစ်ပါတယ်။ကမ်ပိန်းရှိမှန်းချက်ပမာဏကတော့ American Dollar လေးသိန်းဖြစ်ပြီးတော့ကမ်ပိန်းကာလအနည်းငယ်ကတော့2025ဇူလိုင်15ကနေ August 31ရက်ထိဖြစ်ပါတယ်။ ဒါကြောင့်မို့ကျမတို့အားလုံးတန်မိုးထားရတဲ့ချစ်စွာသောရင်သွေးငယ်လေးများအချိန်နဲ့တပြေးညီနှွေးထွေးပျော်ရွှင်စွာလုံခြုံစိတ်ချစွာပညာဆက်လက်သင်ကြားနိုင်စေဖို့အတွက် Safe Schools Safe Education Campaign မှာအားလုံးအတူတူတက်ဆွမ်းသမျှပါဝင်လှူဒါန်းပေးကြပါလို့မြစ်တာရက်ခံတိုက်တွန်းလိုက်ရပါတယ်ရှင်။